အဒေါ်လာဟာလေဘုရားဘုရားရအဆုံးပါနေထိုင်နိုင်ကြလို့ဘုမနေထိုင်နေထိုင်ကြဘူးသင်္ကန်းပတ်တိုင်းကုသိုလ်မရဘူးဆရာတော်ကြီးတပါးပြောတာလားဆရာတော်တပါးပြောသင်္ကန်းပတ်လို့ကုသိုလ်မရဘူးသင်္ကန်းပတ်လို့ကုသိုလ်ရမယ်ဆိုရင်အဲ့မှာခွေးတွေကြောင်းနေနွားတွေသင်္ကန်းပတ်ပေးလိုက်အဆိုရင်ဒီခွေးတွေနွားတွေကြောင်းနေကုသိုလ်ရတော့မှာလားအဲ့တော့ပြောချင်တာသင်္ကန်းပတ်လို့ ံဖို့ရုံနဲ့ပို့လို့မရဘူး။တိန်နဲ့ဝေကံမှာဖတ်ဒါဝင်ကြီးတော်အရတော့ကံမှာဖတ်တယ်ကံမှာအောင်သွားတယ်ဆိုရင်တော့ဒါရံဖြစ်သွားတာပဲ။ဒီရံဖြစ်တဲ့ကံမှာတုတ်တန်ခြင်းကိုအပိဓမ္မခြင်းကိုလည်းဆက်ရှိဒီခြင်းတွေကိုမကြည့်ရင်တော့ရံဘွား။ကြာခဲ့တော့တယ်။နေတတ်ရင်နေတတ်တော့မြတ်တယ်မနေတတ်လို့ဆိုရင်ခုနကပိလာမာကြီးတို့ အဝိဇ္ဇင်းကြီးကြာသွားတယ်။ဒါကရဟန်းဝင်တဲ့ကောင်သာနာ့ဘောင်ကိုဝင်တဲ့ကောင်ပြိထားဖို့စကားဆက်လို့ပြောတယ်။အဲ့ဒါခုနမြတ်စွာဘုရားကအဲ့ဒီငါးကြီးကိုဆက်ပြီးငါးကြီးရဲ့တည်းကကပိလာကိုခေါ်တယ်။အနတုဟာမြတ်စွာဘုရားကိုကြောက်တယ်ဒီအဝေဒီငရဲကိုမရောက်ခဲ့ပါဘူး။ရဟန်းဖြစ်ခဲ့တယ် ရန်ပြခဲ့တဲ့အခါမှာလည်းပိဋကတ်တုံးကိုအာဝန်ဆောင်ခဲ့တယ်။အဲအာဝန်ဆောင်တဲ့အခါမှာအာဝန်ဆောင်ပြီးတော့ဘောကသေဝေဒီငယ်ကြဝေဒီငယ်ကလွတ်ပြီးတော့ဒီငါးဘောကဖြစ်တယ်။အဲ့တော့ဘယ်တော့ဘုရားကပြီးလဲ။အတင်းဟာပိဋကတ်တုံးကိုအာဝန်ဆောင်ရတဲ့သူဖြစ်ပါလေ။ဘာဖြစ်လို့ဝေဒီငယ်ကိုကြားသွားရတာလဲ။ ပါစာပေတတ်တာတော့မှန်ပြတိကတော့ဘာအောင်ဆိုမှန်တော့မှန်ဒါပေမဲ့အဲ့ဒီစာတတ်တာကိုအကြောင်းပြုပြီးတော့မာနတွေထားတယ်ဒေါသတွေအားကြီးတယ်ဓမ္မကိုအဓမ္မလုပ်ပြီးတော့ပုံပြောငါလောက်တက်တဲ့သူမရှိဘူးငါလောက်သိတဲ့သူမရှိဘူးဆိုပြီးတော့မြတ်စွာဘုရားဟောတဲ့တရားတွေကိုစိုက်ကျင်ပြီးတော့ဓမ္မကိုအဓမ္မလုပ်ပြောအဓမ္မကိုဓမ္မလုပ်ပြောတဲ့အတွက်ကျွန်တော်ဉာဏ်ဝါကနေတဲ့ကောင်အဝိသိကိယကိုကြားပါရတယ် ဲဝိသင်္ကရေကလုပ်တဲ့အခါခုလိုမျိုးငါးပါးကိုရောက်ပြရတာပါဒါဆိုရင်တည့်ရခန္ဓာကိုယ်ကဘာဖြစ်လို့ရွှေရောင်တောက်နေရတာလဲသူကအဲဒီဉာဏ်ဘဝတော့ပိဋကတ်တော်ကိုအားကောင်းဆောင်နိုင်ခဲ့တဲ့ကုသိုလ်ကြောင့်ဒီပြီးရရဲ့သူ့ရခန္ဓာကိုယ်ကရွှေရောင်စင်းတောက်နေရတာပြောတယ်ဒါဆိုရင်တည့်ရတဲ့ဇက်ကဘာဖြစ်လို့အကုန်လုံးနေထိုင်နေရတာလဲသူကသာဒတာကိုအကြောင်းပြပြီးတော့ခန္ဓာလိုမျိုး ဒေါသတွေအားကြီးပြီးတော့ငါးတွေကိုတကြတဲ့လမ်းပြောနေမာနတွေထားတဲ့ဘက်ကြောင့်ဘုရင်ဘက်ကအပုံနဲ့ထားရတာပါပြောတယ်ဘုရားဒီပြောနေတာကတော့ဘာမှတွေ့ဘူးသီးတဲ့ဥစ္စာတွေပြေဝနေလို့ယာတို့အာနာတွေရှိနေလို့ဇာဘီတွေတက်မြောက်နေလို့ပညာတွေတက်မြောက်နေလို့ဘွယ်တို့ကောင်းတို့တွေရှိနေလို့အပေလေးပါးကမလွတ်သေးဘူးဆိုတာကိုသိရှိရမှာပေါ့အဲ့တော့ပြောနေတာဓမ္မတို့က ဝရဘာသာဝင်ဖြစ်တဲ့အကြောင်းဝရဘာသာဝင်ရဲ့ပန်းတယ်ကိုရှောင်ရမ်းတယ်လို့အပ်တယ်ဝရဘာသာဝင်ရဲ့ပန်းတယ်ကနိဗ္ဗာန်ပဲဖြစ်တယ်အဒီနိဗ္ဗာန်ကိုတော့ဘုရားစိတ်တက်တယ်ကိုပြုပြင်မှာစိတ်ကောင်းထားနိုင်မှာကိုခြင်းစာမှာသီလရည်လုံးကြုံမှာဒီနိဗ္ဗာန်ကိုကြောက်နိုင်တယ်ကိုဘုရားမြတ်ကပြန်ပြောခဲ့တယ်ရုပ်ပိုင်းဆိုင်ရာတွေကိုပြုပြင်နေကြတယ်စိတ်ပိုင်းဆိုင်ရာတွေကိုပြုပြင်နေတာ သိဗ္ဗံဆရာကိုမပြုပင်ကြီးသေးတော့ဘုရားဘာသာဝင်ရပန်းနေဖြစ်တဲ့သိဗ္ဗံကိုမလျှောက်နိုင်သေးဘူးမရောက်နိုင်သေးဘူးဒါကြောင့်ဘုရားဘာသာဝင်ရပန်းနိုင်ဖို့သိဗ္ဗံကိုရောက်နိုင်ဖို့အတွက်အတို့ရရသိကောင်းထားမှာဖြစ်ဖြစ်ဆိုတော့သဘောကျပြီဒီနေ့ပေါ်ကြလိုက်တဲ့ဘုရားတော်ရဲ့မင်္ဂလာရှိတဲ့အဆုံးအမတွေတောင်းကိုယ်စီကိုယ်ကြီးကျင့်ကြံလိုက်တာကျင့်သုံးဝေထိုင်နိုင်ကြပါစေကုန်တည်းသာ ဘုရားသခင်တော်ဘုရားသခင်တော်ဘီတော်မာတို့သည်ဘီတော်မာတို့သည်အနည်းယခုအနည်းယခုဘီလောကတော်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 ကုသိုလ်ကောင်းမှုကုသိုလ်ကောင်းမှုသုစုတို့